အေရီတိုင်းမော်လမြိုင်ကျုံးမြို့မှာမက်ဆလ24ရက်နေ့ကငွေသားနဲ့ရွှေတဲ့အချို့ကောက်ရခဲ့တဲ့လူငယ်တွေကပိုင်းရှင်ကိုလိုက်ရှာပြီးပြန်ပေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ GSM ဖူစဲကွင်းမှာဘောလုံးကစားနေတဲ့ဝန်နိုင်လင်းစုံနဲ့လူငယ်ရှေးဦးဟာငွေသား73သိန်းကျော်နဲ့ရွှေတဲ့တွေပါဝင်တဲ့အိတ်ကူကောက်ရခဲ့ပြီးပိုင်းရှင်တွေသိအောင်အတန်ချဲ့ဆက်နဲ့လိုင်းလံကြီးညာခဲ့ပြီးပိုင်းရှင်ကိုပြန်လဲပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရိုးသားတဲ့နှုံးရဖြစ်လို့မော်ကျုံမြို့သားလူငယ်တွေကိုနေစားပုံယူစရာပါလို့မျိုးကန်တူက ARE Times ကိုပြောပါရယ်။အဆိုပါအိပ်ပိုင်ရှင်တွေဟာနေကနေဈေးဝယ်လာတဲ့အမျိုးသမီးကြီးနှစ်ဦးရဲ့အိတ်ဖြစ်ပြီးဈေးဝယ်လာစဉ်ကြပြောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။အိမ်မှာပါဝင်တဲ့ပစ္စည်းတွေကိုမှန်ကန်အောင်ပြောဆိုနိုင်တာကြောင့်အိတ်ကိုပြန်လည်ပေးရရမှာငွေကြေးအချို့ပေးပေမဲ့လည်းကောင်းရတဲ့လူငယ်တွေကနှမခံခဲ့ဘူးလို့သိရပါရယ်။အဆိုပါလူငယ်တွေရဲ့နှုံးရနဲ့ပတ်သက်ပြီး ဒေသခံတွေကလူမှုကွန်ရက်မှာဖော်ပြခဲ့ကြပြီးနောက်ပိုင်းဝင်ရောက်ကြည့်ရှုသူတွေကချီကျူးကပြန်လည်မျှဝေသူများပြားနေပါတယ်။